ုရဘာသာဖြစ်ဖို့အရေးအကြီးဆုံးကိုတစ်ခုတည်းကိုရွေးပြပါဆိုရင်ဘာပြအောင်ဘာကိုဘုရဘာသာလို့ခေါ်ရမလဲဘုရဘာသာဖြစ်ဖို့အဓိကအချက်ကဘာလို့လဲကံကံဤအကျိုးကိုညှင်းပယ်မှုမရှိဘဲလက်ခံခြင်းပဲကံကံဤအကျိုးကိုညှင်းပယ်တယ်ဆိုရင်ဘုရဘာသာမှာဖြစ်ဖို့အလားဘုရဘာသာရဲ့အဓိကအချက်ကကမ္မတက္ကတသမ္မဒိဋ္ဌိပဲဖြစ်တယ်ပေါ့ ကံဒီတာလဲကိုလုထာဖြစ်သည်ပဲကြောင့်ကိုနဲ့သက်ဆိုင်တယ်ကိုလုထာကိုရမယ်ဆိုရက်ဒီအမြင်မှန်ဟာဘုရားဘာသာဖြစ်ဖို့အတွက်အခြေခံဘာကြောင့်ဒါကိုပြောရတာတုံးလို့ဆိုရင်မြတ်စွာဘုရားကဝိနိသိခဘုတ်ထဲမှာယဟန်နေကိုဆုံးမတာတဲ့ဥရိတခုရှိတယ်ဘာသာကြား ပရပိုက်ဖြစ်စေဘာသာကြားအညာဒိဋ္ဌိယပုဂ္ဂိုလ်တူဟာသူတို့အညာဒိဋ္ဌိယဘာသာမှာဘုန်းကြီးရဟန်းဝတ်လာတယ်ပေါ့သိတာအောင်ပြောမယ်ဆိုရင်အဲ့ဒီဘုန်းကြီးဝတ်ကြီးနဲ့ဘာသာကူးပြောင်းလာပြီဆိုလို့ရှိရင်မြတ်စွာဘုရားလေးလားဆောင်ခိုင်းတယ်ချက်ချင်းရဟန်းခံဝင်ပေးဘူးချက်ချင်းဝင်ခွင့်မပေးဘူးရဟန်းခံမပေးဘူးလေးလားဆောင်ကြည့်တာခံရမယ် အဲ့ဒီလေးလစောင့်ကြည့်ပြီးတော့မှသူ့ရဲ့စိတ်ဆန္ဒတွေကြိုးပမ်းအထောက်အမှုတွေစိတ်ဓာတ်တွေခိုင်မာတာကိုသိပြီဆိုတော့မှဘုရားဗဒယဟန်တော်ဖြစ်ခံယူစေတယ်ပေါ့ဒီလိုဆိုတယ်အဲ့ဒါကိုအညာဒိဋ္ဌိယပရိဝါဒလို့ဆိုလို့တယ်သို့သောမြတ်စွာဘုရားအဲ့ဒီစကံကိုချမှတ်ထားတော်လဲပဲတချို့ပုဂ္ဂိုလ်တွေဟိုတော့ချက်ချင်းမဲ့ခွင့်ပြုလိုက်တယ်ခွင့်ပြုတာရှင်တယ် လေးလဆောင်းဆိုင်နေရမလို့ချက်ချင်းခွင့်ပြုပေးတယ်။အဲ့ဒီချက်ချင်းခွင့်ပြုပေးတဲ့ပုဂ္ဂိုလ်တွေဟာတကယ်ကို စိတ်အားထက်သန်ပြီးတော့မြတ်စွာဘုရားပေါ်မှာကြီးညိုလေးစားတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။နောက်တစ်ခါမြတ်စွာဘုရားမင်းရှိတဲ့တည်းပဲ။ယသိတွေကမ္မဝါဒီယသိတွေကံတရားကိုလက်ခံပြီးတော့ကံတရားကိုဟောပြောတယ်ကံတရားကိုယုံကြည်တယ်ကံဆိုတာလုံးလို့ရတယ်ကုသကံအောက်တို့ကံရှိတယ်လို့ ယုံကြည်တဲ့ယသိတွေလာလို့ရှိရင်ချက်ချင်းသင်္ကန်းကိုပေးတယ်။ဘာကြောင့်လဲလို့ဆိုရင်ကမ္မဝါဒီမို့။အဲ့ဒီကမ္မဝါဒီဖြစ်ဖို့ဟာဘုရားဝါဒဖြစ်ဖို့အတွက်အခြေခံအကြောင်းတစ်ခုပဲ။ကံကံရဲ့အကျိုးကိုညင်းပယ်တာကိုကံရဲ့အကျိုးကိုညင်းပယ်တာကိုဒုစရိုက်ဆယ်ပါးတဲ့ကအဘိဇာပြာပါရမိစ္ဆာဒိဋ္ဌိဆိုရယ်မိစ္ဆာဒိဋ္ဌိကအဲ့ဒါကံရဲ့အကျိုးကိုညင်းပယ်တဲ့မိစ္ဆာဒိဋ္ဌိ။ အဲ့ဒါဒုစရိုက်နော်ဟိုတက္ကအဋ္ဌိတွေဘာတွေနဲ့မဆိုင်ဘူးရိတ်တာတွေမှာဟောနေတက္ကအဋ္ဌိရောအတ္တအဋ္ဌိတွေဒါတွေနဲ့မဆိုင်ဘူးနော်ကံဤကျိုးငင်းပယ်လိုက်တဲ့မစ္ဆာဒိဋ္ဌိဟာအခြေခံအဲ့တော့အစိုးဆုံးမစ္ဆာဒိဋ္ဌိပဲအဲ့ဒီမှာငင်းပယ်တာ၃မျိုးရှိတယ်အကရိယဒိဋ္ဌိဆိုတာကတရားဝင်ငင်းပယ်တာ နတ္ထိကဒိဋ္ဌိဆိုတာကံရဲ့အကျိုးတရားကိုညင်းပယ်တာအာယတုကဒိဋ္ဌိဆိုတာနှမျိုးလုံးကိုညင်းပယ်တာအကြောင်းနဲ့အကျိုးကံနဲ့အကျိုးဒီနှစ်ခုတစ်ခုညင်းပယ်ရင်ကျန်တာလည်းညင်းပယ်ရရောက်တယ်တဲ့အဲ့ဒီအာယတုကဒိဋ္ဌိအကရိယဒိဋ္ဌိနတ္ထိကဒိဋ္ဌိအဲ့ဒီမိစ္ဆာဒိဋ္ဌိ၃မျိုးလက်ခံကျင့်သုံးပြီးတော့အဲ့ဒီမိစ္ဆာဒိဋ္ဌိကိုမစွန့်လွတ်ဖဲနဲ့ယဟန်ဖြတ်ဖြစ်လို့မရဘုရားဘာသာမဖြစ်ဘူးလို့ပဲပြော။ ိုက်ဖို့တရဏဂုံนี่ဘလောက်ဆိုဆိုအဲ့ဒါမရှိမဖြစ်ဘူးအဲ့တော့မြတ်စွာဘုရားရဲ့အခြေခံအတိမြင်ကကမ္မတက္ကတာတမဋ္ဌိဋ္ဌိရှိပြီဆိုရင်ဒါဘုရားဘာသာ ဖြစ်နိုင်တဲ့တရားလို့သူတို့ယုံပြောမှဖြစ်တယ်